လူတယောက်အနေနဲ့ရှေးကုသကံဘလောက်ထိကောင်းတယ်မကောင်းဘူးဆိုတာသူ့ရဲ့လက္ခဏာမှာဖော်ပြနေပါတယ်။မိတ်ဆွေအနေနဲ့ရှေးဘွားကကုသကံကောင်းမယ်ဆိုရင်တော့ဒီဘွားမှာတက်တောင့်တက်တန်တဲ့ဘွားကိုလက်ထူဖြတ်တန်းလိုက်တော့ဗောဗျာ။အခုဒီပုံကိုကြည့်ပါ။ပုံမှာပြထားတဲ့တိုင်ဂျိုးကုံလက်ချောင်းနဲ့ကံလန်းချောင်းဒီသုံးမျိုးဟာလူတယောက်ရဲ့ရှေးဖုံးရှေးကံကောင်းမှုမရှိမရှိကိုတိုက်ရိုက်ဖော်ပြပေးနေပါတယ်။ တကယ်လို့တဟသာရပီပီကောင်းမွန်နေခဲ့မယ်ဆိုရင်တော့ဘဝတက်တာလူပုံလဲမှာတင့်တယ်ပါမယ်။စူးစမ်းရင်စူးစမ်းတလောက်ဖြစ်ထွန်းအောင်မြင်မှာဖြစ်ပါလေ။တခြားလက္ခဏာဆိုင်အချက်လက်တွေကောင်းမွန်ရင်ဘွယ်ဒူးကုံထုံးနဲ့တတိယကြွယ်ဘွယ်ခံရပြီးဘဝမှာမျက်နာပွင့်လန်းစွာဖြတ်တန်းရပါလိမ့်မယ်။အဓိကကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအကျိုးကျေးဇူးတွေပါပဲ။လူကဲတန်းခဲ့တဲ့ပွားများခဲ့တဲ့တရားမဝနာသီလအကျိုးကျေးဇူးပါပဲ။ ဒါဟာဘယ်ဘွားကိုပဲရောက်ရောက်အနောက်ကနေလိုက်နေမှာပါပုံမှန်ပြထားသလိုပါဗျာလက်ညှိုးအောက်ကြာတာပလေးဂျုံလုံးလက်ခဲလက်အောက်စနစ်ဂျုံကုန်းနဲ့လက်သက်ကျွေးအောက်တင်းကနေဂျုံကုန်းမှာတကယ်လို့အားနေနေတယ်မကောင်းတဲ့အမှတ်သားတွေရှိနေရင်ကိုယ့်ရဲ့လက်ရှိဘွားမှာကုသကံထောက်ပံ့အားနေစေပါတယ်ကိုဟာစူးစမ်းတဲ့အရေးချင်းရှိပေမဲ့အရင်ကမှနောက်ကျမှုလွဲချုံမှုနဲ့ဘွားဟာကိုလို့တလောက်မဖြစ်ထွန်းတာများစွာရှိပါတယ် ဒီသုံးချက်အားနဲ့နေပြီးချိုးဆိုရင်စိတ်တကြတဲ့လက္ခဏာတွေပါပါဝင်နေတတ်ပါတယ်။ဥကောင်းလမ်းကြောင်းမကောင်းတော့ပါဗျာ။ဒါဆိုရင်ဘောဟာစိတ်အတက်ကြတန်စီရမှာရောမှုထွက်နိုင်ပါဘူး။တကယ်လို့ group ပြောခဲ့တဲ့စနေဂျိုကုံတနင်္ဂနွေဂျိုကုံစတာပရီဂျိုကုံတွေကောင်းမွန်တယ်။အဲ့ဒီဂျိုကုံတွေမှာတန်လျက်လက္ခဏာတင်နေတာတွေငါးရုပ်တင်နေတာအကြာဘူးတင်နေတာတွေပိုင်းတော့မိတ်ဆွေအနေနဲ့အတိတ်ကံကောင်းမွန်တဲ့သူတို့ပြောလို့ရပါတယ်။ဒါကြောင့် ဒီလိုမျိုးပါတီဖြစ်စေမပါတီဖြစ်စေကိုယ့်ရဲ့စိတ်ကိုဒီကအပြင်တည်တည်ငြိမ်ထားတတ်ဖို့လိုပါလေ။ပါတဲ့သူကတော့ဘွားစစမစုတော်လာခဲ့တဲ့ကုသကံတွေကြောင့်ဒီလက်ရှိပစ္စုပန်မှာအကျိုးကျေးဇူးရမှာဖြစ်ပါလေ။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြ။လူများရဲ့ချစ်ခင်လေးစားမှုကိုအလွယ်တကူရရှိတဲ့သူတွေမှာပါတဲ့လက္ခဏာကိုပြောခြင်းပါလေ။ လူများထက်ထင်ပေါ်ပြီးလူများထက်အရေးပေးလေးစားမှုကိုခံနေရတာဟာကာယကရှင်အချင်းရဲ့ကာလာယာစမ်းတက်နေတဲ့ကာလပါတချို့သူတွေကတော့မွေးရပါတခုလို့ဖြစ်နေပါလေသူတို့ဟာတီးတန့်အထောက်စီရမလို့ပဲနဲ့ပင်ကိုကြက်တီမျိုးအကြီးတမျိုးရှိပါလေလူအများစုနဲ့ရှင်ထင်းလင်းနေပြီးဒါဟာရုပ်ချောခြင်းမချောခြင်းနဲ့မဆိုင်ပါဘူးသူတို့ကိုကြည်တာနဲ့ထထူးချာချာကြီးကောင်းနေပါလေတောက်ပါနေပါလေ ဒီဖုံးကံမျိုးဟာငယ်စဉ်ကျောင်းနေရွယ်ကစားပြီးဘဝနောက်ပိုင်းချင်းနေအရေးမှာပါအကျိုးပြုပါလေလူတွေပြစ်ပင်မထားနိုင်အောင်ကိုယ်ဖုံးကံအရာဘယ်နေရာရောတနေရာရတတ်ပါလေဒီလိုလူမျိုးမှာအခုလိုမျိုးလက္ခဏာတွေပူတွဲပါတတ်ပါလေဒီပုံကိုကြည့်ပါလက်ညှိုးပြာတော်ပရိချုပ်ကမှာထောင်တက်နေတဲ့လမ်းကြောင်းနဲ့လက်လမ်းကြောင်းထိပ်မှာကျေပုံးတဲ့အမှတ်သားပါခြင်းနောက်ပြီးတော့ လက်တကျွေအောက်တနင်္ဂနွေကျော်ကမှအခုလိုအမှတ်အသားပါခြင်းဒါပြောရမယ်ဆိုရင်တော့ဗျာလက်တကျွေအောက်တနင်္ဂနွေကျော်ကမှတနင်္ဂနွေလက်ဆိုအပြေးဝါပါတယ်ပေါ့ဒီလိုမျိုးပါတဲ့သူတွေဟာဖုံးကန်ပွင့်လန်းမှုလူများရဲ့ချစ်ခင်လေးစားမှုမျိုးကိုအလိုရောက်ရရှိနေပြီးပစ္စုပန်ကဏ္ဍဖြစ်တဲ့ကိုယ့်ရဲ့နေစဉ်ဘဝမှာပြောရမယ်ဆိုရင်တော့ကိုကအဲ့ဒီလိုမျိုးပါတယ်ဆိုရင်မဲ့ကျန်တဲ့စကားတွေနေစဉ်ပြောမယ် ူကသူတဘာဘောမနာလိုဝင်လို့စိတ်များမယ်ကိုတိုင်းလည်းမစင်ချင်နေထိုင်မယ်ဆိုရင်ကို့မှာရှိတဲ့ရှေးဖုံးရှေးခံတွေဟာဂျော်နေပပျောက်သွားပါလိမ့်မယ်အကုသူစိတ်ကအမြဲမကောင်းကျိုးတာဖြစ်ပါသေးတယ်ဒါကြောင့်အဲ့ဒီလိုမျိုးဖရုဒဝါစာကျန်တဲ့စကားတွေနေစဉ်ပြောတာနောက်ပြီးတော့သူများတကာကိုမနာလိုဝင်လို့စိတ်အရင်များတာဒီစိတ်တွေကိုလျှော့ပါလျှော့မယ်ဆိုရင်ဘယ်ညာရောက်ကိုကထိတ်ဆုံးကပဲချက်တည်ရပါလိမ့်မယ် နောက်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျာမြတ်စွာဘုရားရှင်ကိုဟောကြားတော်မူခဲ့တဲ့လောကသစ္စာအမှန်တရားများထဲမှာ ကျမ်းမာခြင်းထက်သာလွန်တဲ့လက်လာပါမရှိလို့ဆိုခဲ့ပါတယ်ဒါမြတ်စွာဘုရားရှင်ကိုယ်တိုင်ဟောခဲ့တာပါမိတ်ဆွေရဲ့လက္ခဏာမှာချမ်းသာကြီးပွားတဲ့ပင်္ဂလာအမှန်သာဘလောက်ပဲပါပါအရေးကြီးဆုံးဖြစ်တဲ့အတ္တလမ်းကြောင်းအနေထားညံ့ဖြစ်ရင်တော့လောကကံတရားကပေးတဲ့ချမ်းသာခြင်းဆုလက်ကိုရဖို့မဖြစ်နိုင်ပါဘူးဒီလက္ခဏာရှင်ဟာ ကင်ဆာယောဂါနဲ့စောစောစီစီအသက်မကြီးခင်ပဲဘဝကနေဖြတ်ခွာသွားပါလေဒီပုံကိုကြည့်ပါအနီရောင်နဲ့ပြန်ထားတဲ့အသက်လမ်းကြောင်းကိုလက်မအောင်မှာအနီရောင်လမ်းကြောင်းကပြေးပြီးတော့ဆောင်ထားပါလေအဲ့ဒီအသက်ပိုင်းချမ်းမှာ ရုတ်တရက်ယောဂါဆိုဘေးဆိုအနေရဆိုကြောက်ပြီးဒီကိစ္စနဲ့ပဲသေဆုံးရတတ်ပါလေပိုပြီးသေးကြအောင်ဒီနှလုံးလမ်းကြောင်းကိုကြည့်ပါ နှလုံးလမ်းကြောင်းဟာတကယ်ကိုမလားမပါကိုတောင်ထွန်းနေတဲ့မြေကြီးတစ်ခုလိုတွန်းကြညီဖြစ်နေပါလေ။ဒါဟာဆော်စီနှလုံးရက်နိုင်တယ်ဆိုတာကိုပြပါလေ။ဒါမြင်လက်သကျွေအောက်ကလမ်းကြောင်းဟာဒနာအုပ်စာလမ်းကြီးပွားချမ်းသာမဲ့လမ်းအောင်မြင်မဲ့လမ်းကြောင်းကြီးဖြစ်ပါလေ။ပြောရမယ်ဆိုရင်တော့လူတန်းမှတယောက်အခုလိုမျိုးအရန်လှပတည်တဲ့မဲ့ဒနာဥစ္စာလံပါဖို့ကမလွယ်ဘူးဗျ။ အဖျက်အလျင်အရန်ပါတာပါဒီပုံငန်းတော့မပါပါဘူးအင်မတန်ထင်ရှားတည်တက်လှပါပါလေဒါပေမဲ့ပေါ့ဗျာဘဝမှာကြီးပွားချမ်းသာမှုကို မခံစားရခင်မှာပဲစောစီကွယ်လောအရှာပါလေလက္ခဏာအရကြည်ကြည်တဲ့ကြွယ်ဝချမ်းသာရမှာဖြစ်ပေမဲ့အသက်လမ်းကြောင်းဟာယောဂဆိုပေးဆိုအနည်းဆိုကျမဆိုရင်ဆိုင်ရပြီးစောစီကွယ်လွန်ရမယ့်ကံပါသွားပါလေဒါကြောင့်ဒီလိုလူမျိုးဟာ အလုတ်၃လေးမျိုးလုံးဖိပြီးလုံးတဲ့ချိန်မှာလျှင်ရတော့အောင်မြင်တဲ့ချိန်မှာကင်ဆာရောဂါကရှားဖြစ်ဖြစ်လာပြီး အသက်ပါသွားတာဖြစ်ပါလေ။ဒါကြောင့်ကျန်းမာခြင်းဟာလက်ကြီးတပါ။ကျန်းမာခြင်းဟာလူတိုင်းအတွက်အကောင်းဆုံးသော စုလက်ဖြစ်တယ်လို့ပြောခြင်းပါလေ။နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျ။လက်ချောင်းနဲ့လက်စလီများအကြောင်းဘဟုသုတအနေနဲ့ပြောခြင်းနဲ့ဗျ။လူတိုင်းကလက္ခဏာကြည့်မယ်ဆိုရင်ငါရဲ့ထီယိုလန်ဘလောက်ရှိတယ်ငါရုပ်ပါတယ်မပေါဘူး ကြောက်ဘူးပါတယ်မပါဘူးဒါဟာဒီသာရေးပြီးကြည့်ရှုတတ်တယ်ဗျာတကယ်တော့လက္ခဏာကိုကြည့်မယ်ဆိုရင်လက်အမျိုးစားလက်အရောင်စင်လက်ရဲ့ဂျိုကုန်းနှိမ့်မြက်လက်ချောင်းမျိုးစားလက်သေးချီသေးနောက်ပြီးတော့လက်ပွားပြမှာပါတဲ့တင်ငင်တာပါဗျာငားယောက်ကြောက်ဘူးသတိကံချင်းနောက်ပြီးတော့လမ်းကြောင်းနေဒီခုနှစ်မျိုးလုံးကိုတိုက်ဆန်ကြည့်ရှုစစ်ဆေးရမှာဖြစ်ပါလေမဟုတ်ရင်မှန်ကန်တဲ့အဖြစ်ထွက်ပေါ်မဟုတ်ပါဘူးပြောရမယ်ဆိုရင် ဒီလက္ခဏာကြည့်မယ်ဆိုလူဒီကာအပြေးရောကြည့်ရတဲ့ TO လဲတော့လာလာမပါပါဘူး။အောင်မြင်လမ်းကြောင်းလဲဟုတ်ဒီပတ်တင်မရှိဘူး။ဥကောင်းလမ်းကြောင်းကလည်းပြောပါလို့အောင်မရှိဘူး။တို့လုံယုံမကကျွန်းတော်ပါလိုက်ပါသေးတယ်။ကဲဒါဆိုရင်ကံလမ်းကြောင်းဖြစ်မြောက်မပါတဲ့အတွက်ကြောင့်ကတရားစုမှုတဲ့လက်မဟုတ်ဘူး။ဥကောင်းလမ်းကြောင်းကလည်းမကောင်းလို့ညံစုမှုတဲ့လက်လည်းမဟုတ်ဘူး။မင်္ဂလာအမှတ်သားဟုတ်ဒီပတ်တင်မရှိဘူး။ဒါကိုလမ်းကြောင်းအရပဲစွရန်ပြောမယ်ဆိုရင်လက္ခဏာရှင်ဟာအတွေးခေါ်မရှိမစင်စသာတဲ့မစင်ချင်တဲ့သူဖြစ်ပေါ်ပါလိမ့်မယ်။ ဒါပေမဲ့ဒီလက္ခဏာမှာအဓိက main point ကလက်စနဲ့လက်ချောင်းတွေလက်စနဲ့လက်ချောင်းတွေကြည့်ပါလက်ချောင်းပုံစံအချိုးစားညညလှပတ်ပါတယ်ဒါကဘာကိုပြောလဲဆိုတော့မိမိကိုယ်ကိုယ်တောင်မကသူတစ်ပါးကိုပါထင်းကြောင်းနိုင်တယ်ပြဲ့ပြဲ့နိုင်တယ်စိုးမနိုင်တယ်ဆိုတော့ပြပါတယ်လက်စစ်တွေကလည်းထူးထူးခြားခြားကိုကြည့်ပါလက်စစ်တွေကအကောင်းလုံးနေပါတယ်ဒါကိုကြည့်ရမြင်လက်ကြောတင်းတို့စူးစမ်းလုံးတို့ဖြစ်ပါတယ်ဒီချင်များပြဲ့လက်ညှိုးအောင်ဆော်မွန်လက်စုပ်ကလည်းထင်းထင်းရှားရှားလေးပါနေပါတယ် ဒါဟာသူတကားပေါ်ပါပေါ်လွှတ်မှုနိုင်တဲ့လက္ခဏာပါဒီလက္ခဏာဟာပြောရမယ်ဆိုရင်တော့ကာယဆူမှုတဲ့လက်ဖြစ်ပြီးစူးစမ်းအားထုတ်မှုနဲ့ရိယာကွန်လွန်ခြင်းမိမိကိုယ်ကိုထိန်းချောင်းနိုင်ခြင်းမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ခြင်းဒီဖြက်လက်တွေကိုပေါင်းစည်းလိုက်တဲ့အခါလက္ခဏာရှင်ဟာအသက်ငယ်ရွယ်နဲ့ကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကမ်းပြီးသူ့လုပ်ငန်းတွေဘယ်မှာလဲသူလှုပ်ဆောင်တဲ့အထက်ကိုပုံမူပြီးတော့အောင်မြင်ထင်ရှားတဲ့လုပ်ငန်းရှင်အမျိုးသမီးဖြစ်ရပ်တည်နိုင်တယ်ဆိုတာကိုပြသသွားတာဖြစ်ပါလေ။ လဝါပြစ်မှာရှိတဲ့ဂျိုးကွင်းနဲ့ဂျိုးကုံတွေရဲ့သဘောတဘောအားနဲ့ကောင်းကျိုးဆိုးကျိုးလှုပ်ဆောင်မှုတွေကိုပြောချင်တယ်ဗျလဝါပြောင်မှာလူတယောက်အတွက်ကောင်းကျိုးဆိုးကျိုးလက္ခဏာပြတဲ့ဂျိုးကွင်း၈ခုတော့ပါပါတယ်ဂျာတာပလေးဂျိုးကွင်းစနေဂျိုးကွင်းတနေ့ခုနေဂျိုးကွင်းဘိုလ်ဟူးဂျိုးကွင်းအင်္ဂါဂျိုးကွင်းအဖိုးအင်္ဂါဂျိုးကွင်းအမတနေ့လာဂျိုးကွင်းတောက်ကြဂျိုးကွင်းအင်္ဂါလွင်ပြင်ဒေသတွေဖြစ်မှာပဲအဲ့ဒီဂျိုးကွင်းတွေရဲ့အမည်နဲ့တင်ညာသိပြီဆိုတော့ဂျိုးကွင်းတွေလှုပ်ဆောင်မှုကိုကျွန်တော်အနေနဲ့ပြောပြချင်ပါတယ် ဂျိုကွန်နေရဲ့သဘောတရားကပြပြတင်းတင်းရှိနေဂျိုကွန်အောက်ကောင်းတယ်လို့ယူဆပြီးဂျိုကွန်နှိမ်လွန်းနေရင်တမမို့မိုးမောက်လွန်နေရင်ဂျိုကွန်ရဲ့မကောင်းတဲ့သဘောတရားကလှုပ်ဆောင်တယ်လို့မှတ်ယူရပါတယ်ဂျိုကွန်ကောင်းတယ်ဆိုတာမိုးမောက်ရမ်းမိုးမောက်နေတာကိုပြောတာမဟုတ်ဘူးဗျပြပြတင်းတင်းလေးရှိတာကိုပြောတာပါဂျိုကွန်ရဲ့သဘောတွေကိုအကျန်းအဖျင်းသိနိုင်အောင်အခုလိုမျိုးတင်ပြောလိုက်ရပါတယ်ကျောင်းသားပလေးဂျိုကွန်ကောင်းရင်ဉာဏ်ရည်ထက်မြက်တယ် အတက်ပညာတွေးခေါ်မြင်ပါလေဥဆောင်လို့ရှိတယ်ပါသားရဲ့အကောင်နဲ့စိုးရင်တော့ဂုံမကသရမတ်တယ်ပညာကမောက်တယ်စနေဂျုံကောင်းရင်တင်းကြည့်တယ်ဇာတိကောင်းမွန်တယ်လောကီပညာတက်ကြွတယ်စိုးရင်စိတ်ဝိထနာပြင်းရင်ချင်းလေးဖင်ချင်းဖြစ်တယ်တနေ့ကနေ့ဂျုံကောင်းရင်တော့အောင်မြင်ကြော်စောတယ်ကြော်ဝချမ်းသာတယ်အိုးရင်လည်းစီစဉ်ဥစ္စာပိုင်ဆိုင်မှုရှိတယ်စိုးရင်ဘဝင်မြင့်တဲ့တည်ယူတန်တက်တယ်ပေါ်တူးဂျုံကောင်းရင်ပါနဲ့လိမ်ပါတယ်ကုသရန်ဝေနေပညာနဲ့ကြိုပေးတယ်ဖြစ်လက်တွေ့လက်မှုရှိတယ်စိုးရင်ကျင့်တယ်လားဖြစ်ပြတယ်အင်္ဂါဂျုံကောင်းရင်ပေါင်းသစ္စာရေးကောင်းတယ် ဟောပြောကောင်းရဲဝံတယ်တတိရှိတယ်စိုးရင်ကြောက်တယ်မပြောရဲမဆိုရဲဖြစ်တတ်တယ်စိတ်ခံစားလို့တတ်တယ်တင်လာကြုံကောင်းကောင်းရင်စိတ်ကူးစိတ်တန်လူပညာမြင်ဗီဇနိုင်ငံခြားခီးစဉ်နိုင်ငံခြားနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေငွေကြေးကနေကောင်းတယ်စိုးရင်မယူရဆန်တယ်တွေးကြောက်တယ်စိတ်ပြောညံ့တယ်မူရစ်စေးဆွဲလန့်တတ်တယ်တောက်ကြကုန်ကြုံကောင်းရင်မိသားစုဆွေမျိုးအိမ်တော်ဘက်သမီးကြီးစားချစ်ခင်သူထံမှမြစ်တရားကြီးမားမှုတနာကျင်နာမှုအလူစိတ်မှုဒါတွေရတယ် ဆိုရင်ကမ္မကုံခံစားမှုပြင်းထန်တယ်မြစ်တရားခေါင်းပါလေအင်္ဂါဂျုကုံဖို့ကောင်းရင်တိုက်ရိုက်ခက်ရရှိတယ်လက်ယုံရင်နှလုံးရည်ရဲဆွန်းတတိကောင်းလေဆိုရင်တော့လက်ရဲစရဲတဲ့မယူးရဲဆန်တဲ့ကုကုဖို့ထင်ကြည့်တယ်အင်္ဂါလွင်ပြင်ကတော့ဂျုကုံတက်တက်မထဲမှမထက်တော့ပြင်မဲ့အင်္ဂါလွင်ပြင်ဟာဘာလို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီနှလုံးလမ်းကြောင်းနဲ့ဒီဥကောင်းလမ်းကြောင်းဟောညံလမ်းကြောင်းခြားတဲ့ကနေရာကိုပြောတာပါအဲ့ဒီနေရာကိုပြောတာပါ ်အင်္ဂါလကျင်းပြင်ခွက်ချင်းပြည့်ခြင်းပုံမူပြီးကောင်းချင်းဆိုခြင်းနဲ့ရှိတွေ့ပါတယ်အင်္ဂါလူမြင်ခွက်ရင်ဘွားမှာမသေးချာမကြီးရဖြစ်တယ်ပြီးအလုပ်ဆိုနှစ်ခါပြန်လောက်ရတယ်ပြန်မှန်းတက်တယ်အင်္ဂါလူမြင်ပြည့်တင်းတော့ဘွားကိုဆွေးပူပန်စရာမရှိပဲအေးဆေးနဲ့ဖြတ်တန်းရတပါတယ်ဒါကတော့ဂျိုကွန်တို့ရဲ့လှုပ်ဆောင်ချက်သဘောတွေပါလက္ခဏာဖတ်ရမှာအများကြီးထောက်ကိုပြတဲ့ချက်တွေဖြစ်ပါတယ်အခါနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါ။အောင်စင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။ မိတ်ဆွေရဲ့လက်ဝါးပြင်ခွက်နေလားဘလောက်ခွက်တယ်လဲလူတိုင်းလူတိုင်းဟာကိုယ့်ရဲ့လက်ဝါးပြင်ကိုပြန်ဖြန့်ကျင်မိတဲ့အခါဘယ်သူမှဆိုအလဲနားလောက်မှာအနေနဲ့အများတော့ခွက်နေတာကိုတွေ့ရတတ်မှာပါမခွက်တဲ့သူဆိုတာအလွန်ရှားပါတယ်နည်းနည်းခွက်တာနဲ့များများခွက်တာပဲပွားပါတယ်လက်ဝါးပြင်ဖောင်းခြင်းခွက်ခြင်းဟာလက်ဝါးပြင်မှာရှိတဲ့ဂျိုးကုံတွေရဲ့အာကောင်းခြင်းအာရုံခြင်းကိုပြသနေလို့များများခွက်လေမကောင်းလေလို့မှတ်ယူရပါမယ်ဒီလိုမဟုတ်ပဲတင်းလက်ဝါးပြင်ဟာလက်ဝါးမခွက်တပြင်းကြီးလုံး ညီညွတ်ပြည့်တင်စွာရှင်တော်လက္ခဏာရှင်ဟာလောကံကောင်းတဲ့သူလို့မှတ်ယူရပါမယ်။ဒီလိုလူမျိုးဟာသူ့မှာပါရှိတဲ့လက္ခဏာလမ်းကြောင်းတွေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘဝမှာဘာမှစိတ်ပူပင်စရာမလိုပဲနဲ့ပြီးပြည့်စုံစွာ အေးချမ်းချမ်းနေရတတ်ပါလေ။ဘာလို့လဲလဝါပြည့်မှာရှိတဲ့ဂျိုးကုံအလုံးဟာအချိုးစားညင်ညီသာဟာဇာရမမြနဲ့ကိုစီကူကပြည့်တင်းစွာရှိနေလို့ပဲဖြစ်ပါလေ။ဒီလိုလက်ဖွားမျိုးဟာအတော့ရှာပါတယ်။ဒါကြောင့်လက္ခဏာဖတဲ့အခါ လမ်းကြောင်းတစ်ခုလည်းကြည့်လို့မရပဲလက်ချောင်းလက်သေးကွန်ဂျိုကုန်အနေထားကိုပါမဖြစ်မနေထည့်သွင်းကြည့်ရှုရပါမယ်အဲ့ဒီလဝါပြင်ကပြေတင်းနေ ਉਣ ာမကလဝါပြင်ရဲ့မှာကောင်းတဲ့အမှတ်အသားတွေရှိမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့အတိုင်းထက်လော်တကွန်ထက်ကုတ်ကပေါ့ဗျာကဲနောက်ထပ်တစ်ခုပြောချင်တယ်ဗျလက္ခဏာချင်းဘယ်ဘက်လားညာဘက်လားတဲ့တချို့ကြတော့မိမဆိုရင်ဘယ်ယောက်ျားဆိုရင်ညာတဲ့တချို့ကြတော့ ညာဘက်ကလက်ရှိဘယ်ဘက်ကအတိတ်တဲ့ဘယ်လက်ကတင့်ရှိဘဝပါရမီကုသိုလ်ကတနည်းအားဖြင့်အတိတ်ကံညာလက်ကတင့်ရဲ့အခုလက်ရှိပြစ္ဆုတ်ပင်နဲ့ဖြစ်လက်တဲ့အနာကပ်ပါဒါပေမဲ့လက္ခဏာဆရာတွေကလက္ခဏာကြည့်တဲ့အခါမှာဘယ်ဘက်ရောညာဘက်ရောကြည့်ရမှာဖြစ်ပါလေအဲ့ဒီမှာအချို့ကအတိတ်ကံဆိုတာတိတ်ဘဝနဲ့အရင်ဘဝတုန်းကလောက်တာနဲ့မှားတယ်တဲ့ဗျာတကယ်တော့အတိတ်ကံဆိုတာရှေးခင်ဘဝအဆက်ဆက်ကပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုစေတနာတို့ကြောင့်ဒီဘဝမှာဒီလို ဖြစ်လာစေတယ်ဆိုပြီးပြည့်ညတ်ထားတဲ့အရာတွေပါဒီတော့ဘေဘလက္ခဏာဟာရှေးရပြုလုပ်မှုတဲ့ကုသကံတွေကြောင့်တင်ပိုင်ဆိုင်မှုတဲ့ပါရမီတွေစွန့်ရည်တွေနဲ့ဒီဘဝမှာဖြစ်မြောက်လာမယ့်အကြောင်းတရားတွေဖြစ်ပြီးညာဘက်ကတော့လက်ရှိဘဝမှာခုပြုလုပ်နေတဲ့အကြောင်းတရားတွေပေါ်မူတည်ပြီးတော့ဖြစ်ပေါ်နေတဲ့လက္ခဏာလမ်းကြောင်းတွေဖြစ်ပါတယ်။မိတ်ဆွေဘေလက္ခဏာဟာဒီဘဝမှာချမ်းသာမယ်၊ကောင်းစားမယ်၊အောင်မြင်မယ်၊အိုးအိမ်ပိုင်မယ်၊အသက်ရှင်မယ်ဆိုပြီးအတိတ်ကံကပြည့်ညတ်ထားပေမဲ့မိတ်ဆွေဟာဒီဘဝမှာစဉ်းစားဆင်ခြင်ဉာဏ်မရှိ၊တောက်ဆမှုရစ်ပျော်ပါသုံးဖြော စိတ်စေတနာမကောင်းရင်ဘယ်လက်ကခံချင်မှာဘလောက်ပဲကောင်းနေပါစေညာလက်မှာကျိုးပေးမဲ့အရေးရောက်မှတ်ထားတဲ့လုံးဝပေါ်မှာမဟုတ်ပါဘူးဒီလိုပဲတခါတည်းမှာဘယ်လက်ကခံချင်မှာဆိုဥပြပြမယ်ကိုကဒီဘွားမှာကောင်းမှုကုသိုလ်တွေစိတ်ကောင်းစေတနာတွေရှိတဲ့ဆိုရင်တော့အတိတ်ကံရဲ့ခံချင်မှာဇိုးတွေကညာလက်မှာလာရောက်ပြီးတော့အကျိုးမရှိတာကိုတွေ့ရပါမှာဒါကြောင့်မိတ်ဆွေရဲ့လက္ခဏာကိုလေ့လာတဲ့အခါမှာဘယ်ဘလောက်ညာလက်မှာ လေးလာဖို့အတွက်အရေးကြီးတယ်လို့ပြောခြင်းဖြစ်ပါတယ်။နောက်လက္ခဏာလမ်းတစ်ခုပြောခြင်းပါတယ်။မိတ်ဆွေတို့ရဲ့ဂျိုးကုန်းဒီအောက်မှာအဖြတ်ကျက်ချီတွေပါနေတာဒီလိုမျိုးပါသူတွေအတွက်ကျွန်တော်အနေနဲ့တင်ဆက်ပေးလိုက်ပါတယ်။တကယ်လို့လက်ခလေအောင်စနေဂျိုးကုန်းအောက်မှာကျက်ချီကရှိနေရင်မကောင်းပါဘူး။ဘဝမှာအခက်အခဲတွေနဲ့ဆင်းရဲစရာတွေကြုံတရတယ်။နောက်ပြီးတော့မကြာခဏခွဲစရာတက်တယ်။ဘဝမှာအသက်သေစဉ်နေလို့တဲ့အက်ဆီဒန့်တွေဖြစ်ရလွယ်တယ်။ကုသရခတ်တဲ့ယောဂတွေကြုံရတဲ့ ကောင်းဘက်ကနည်းလွန်ပါလေ။ဒါကြောင့်သတိပြုသင့်တဲ့လက္ခဏာပါမကောင်းတဲ့သင်္ကေတလက္ခဏာပါ။မိษွေရဲ့လက်သကြောတနေခုနေကြုံအောင်မှာကြက်ချေကရှိလား။အဲ့ဒီလိုရှိရင်မကောင်းပါဘူး။ကြက်ချေကပါတယ်ဆိုတာဆုံးဖြတ်ချက်တွေအားနဲ့တက်တယ်။ကိုကမန်နေဂျမီလုပ်ဒါအမားနဲ့ကြုံရတယ်လေ။ကိုရဲ့ကံကောက်ဖြစ်တည်လာလို့ဘဝမှာဆုံးဖြတ်ချက်အမားလေးချမှတ်ပြီးဆုံးရှုံးရနိုင်ပါလေ။ပေါ်မြင်မှုတက်တော့အတားဆီးနဲ့အမှားကြောင့်အောင်မြင်မှုနဲ့တက်ပါတယ်။ဘဝတစ်ချောင်းလုံးသတိထားပါမယ်။ ွယ်လွယ်ကူကူဘာလို့မှမလုပ်တင်ဘူးဆိုတာကိုပြပါတယ်။မိတ်ဆွေရဲ့လက်တန်းအောင်ဗိုလ်ထူးချုပ်ကမှချက်ချီခဲ့ပါလား။ဒါဟာအဖြတ်ပါ။ကျမ်းမာရဲ့နေစေးပဆိုင်မှာအားနဲ့တက်တယ်။ကျမ်းမာရဲ့ကြီးဆက်ပါမယ်။ယောဂအနေနဲ့အဆုတ်ကြောက်ကတည်းသတိထားပါမယ်။ဒီကကျမ်းမာရဲ့အားနဲ့တာပြပါတယ်။ဒီလိုဂျိုကုန်တွေမှာချက်ချီခဲ့ပါတာဖြစ်ဖြစ်လမ်းမသားတွေရှုပ်ရှက်ခတ်ဖြတ်ပါနိုင်ဖြစ်ဖြစ်မကောင်းတဲ့ဘက်နဲ့အတားအဆီးအခက်ခဲကပြေးနိုင်ပါတယ်။အားလုံးသတိရှိရမှာဖြစ်ပါတယ်။နောက်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြအောင် မိတ်ဆွေရဲ့လက်ဝါးပြမှာငားရုပ်ဟာတနင်္လာကျိုးကိုမှရှိနေလားဒါဆိုရင်တော့ကောင်းပါလေဗျာနိုင်ငံခြားရဲဝဲမှာဘဝကကြီးပွားချမ်းသာတတယ်ကောင်းမွန်တာကိုပြပါတယ်မိတ်ဆွေဟာမိမိရဲ့ဇာတိရဲ့ရွာမြေထက်ရဲဝဲမှာအဆင်ပြေကောင်းမွန်တဲ့ကံရှိတယ်နိုင်ငံခြားမှာအဆင်ပြေကောင်းမွန်တဲ့ကံရှိတယ်ဘဝမှာခီးသွားတဲ့လုပ်တွေကပိုပြီးကျိုးပြီးတယ်ဗျာဒီလုပ်တွေနဲ့ဘဝမှာတစ်စချိုးတိပြောင်းလဲချမ်းသာတတယ် နောက်ပြီးတော့တနင်္လာကျောကငွေကုန်ဖြစ်တဲ့အတွက်ကြောင့်ကိုကြိုးစားမှုကြောင့်လည်းမိတ်ဆွေအနေနဲ့ချမ်းသာနိုင်ပါလေ။ဘဝမှာအထောက်အကူကြောင့်တည်တာပြည့်စုံနိုင်တယ်။ဘဝမှာအသက်ကြီးလေရဝေးကံကောင်းလေပါ။ရဝေးမှာပုံပြီးကုညီထောက်ပံ့မှုရမယ်။နောက်ပြီးတော့ရဝေးသွားတဲ့အလုပ်တွေရေလန်းချောင်းခီးလုပ်ငန်းတွေနဲ့မိတ်ဆွေဟာထူးကြိုးပေးတယ်ဆိုတာကိုပြပါရစေ။နောက်တစ်ခုကပြောချင်ပါတယ်။မိတ်ဆွေလက်တန်းအောက်မှာငါးရုပ်ရှိလား။ဘော်ဒူးကျောကလက်တန်းအောက်ငါးရုပ်ဟာကောင်းပါတယ်။ ဘာလို့ကောင်းလဲဆိုတော့စီးပွားရေးမှာ ကောင်းမယ်စေဘဆန်အနေနဲ့အကျိုးပေးတယ်လူမှုဆက်ဆံရေးမှာအားသာတယ်နိုင်ငံရေးဘက်လို့လက်မိတ်ဆွေအောင်မြင်မဲ့သူဖြစ်ပါတယ်ပညာရေးဘက်လည်းအားသာတယ်ကျန်းမာရေးလည်းကောင်းပါတယ်ဒီမသားဟာတိုးတက်မှုကိုရရှိတာကိုပြပါလိမ့်ဒီလိုမသားမျိုးနှစ်ဖက်မှာပါစရာမလိုပါဘူးတစ်ဖက်မှာပါဝင်တဲ့မိတ်ဆွေဟာသူ့ရဲ့ကောင်းကျိုးချက်သာကိုရရှိမှာပါဒါပေမဲ့လက်တန်အောင်ဘူထူဂျိုကမှာငါးရုပ်ပါတာကတော့အင်မတန်ကိုမှအရှားတဲ့လက္ခဏာတစ်ခုလို့ပြောလို့ရပါလိမ့် နောက်ထပ်လက္ခဏာလမ်းကြောင်းတွေပြောချင်ပါတယ်။မိတ်ဆွေရဲ့လက်သူကျဲအောက်မှာအခုလိုပုံမှန်ပါတဲ့အတိုင်းအလန်းပါနေလား။ဒီလိုအလန်းပါတယ်ဆိုရင်တော့ဒါဟာကောင်းတဲ့အမှတ်သားပါ။ဒါပေမဲ့ဒီလိုအလန်းအမှတ်သားတိတိကျကျပါဖို့ဆိုတာကလည်းမလွယ်ဘူးဗျ။ဒီလိုပါသူတွေကဘဝမှာအောင်မြင်မှုကောင်းမယ်။နာမည်ဂုဏ်သတင်းကြော်စောထင်ရှားတယ်။နိုင်ငံရခြားကံပို့ပြီးအောင်မြင်မှုရရှိနိုင်တယ်။ဒီလိုအလန်းပါသူတွေဟာဘဝတသက်တာအဆင်ပြေစွာနေရတတ်တယ်။ ိုယ်ရဲ့လုံဆောင်မှုတွေလုပ်ငန်းတွေမှာလည်းအချိန်တိုတွင်းအောင်မြင်မှုရပါတယ်။အားသာမှုကဒီမှတ်သားတွေကြောင့်အကျိုးကျေးဇူးပိုရစေပါတယ်။နောက်ပြီးတော့ဒီလိုအလံပါသူတွေဟာဘယ်ကဏ္ဍမှာပဲမဆိုထိတ်ဆုံးကနေပြီးတော့ဥဆောင်ရမယ်သူလို့ပြောလည်းမမှာပါဘူး။နောက်တစ်ခုပြောချင်တာက၄000ကျပ်ပါ။မိတ်ဆွေရဲ့အတလန်နဲ့ကလမောက်ဖြစ်ပြီး၄000ကျပ်ပုံစံရှိနေလား။ရှိနေတော့အစိုးကောင်းရှိတယ်ဗျအစိုးကတော့မိတ်ဆွေမှာမနာလိုသူတွေအပေါ်ရမိတ်ဆွေတွေများတာကိုပြပါလေ ။ဘာပဲလို့လို့တိုက်ခိုက်များတယ်စီးပွားရေးမှာလည်းအဓိကတိုက်ဆိုင်မှုတွေရှိတတ်ပါတယ်။ကျမရဲ့ပတ်တန်အစီနဲ့ကြုံရတာကိုပြပါတယ်ဒီလိုအညံ့နေရှိပါတယ်အကောင်းဘက်ကတော့ဘဝမှာအတားအဆီးများလေပို့ပြီးအောင်မြင်ပါလေ။ကံထောက်ကူကလည်းမိစုကိုပို့ပြီးပေးတတ်ပါတယ်။ဒီလိုညံ့နေကနေကြော်လွန်မယ်ကြော်ဖြစ်ကာကွယ်မှုကိုပြပါတယ်ငွေကြေးပိုင်းမှာလည်းအားတောင်မှုရှိတာကိုပြပါတယ်နောက်လက္ခဏာလန်တစ်ခုပြောချင်ပါတယ် မိတ်ဆွေရဲ့နှလုံးလမ်းကြောင်းနဲ့ဥကောင်းလမ်းကြောင်းကြားမှာလေတောင်းဝက်ပုံစံနဲ့ပါနေလားဒီလိုပါနေမယ်ဆိုတော့မိတ်ဆွေကဘဝမှာဘာလို့လို့အမှားရှိရင်ဒီမှတ်သားဟာအကောင်းဘက်ဖြစ်အောင်ထောက်ကူပေးပါလိမ့်မယ်ဘဝမှာမနာလိုသူအားအစီတွေကြားကနေကောက်ွယ်ပေးပါလိမ့်မယ်ပုံတွေကအတိုင်းမိတ်ဆွေရဲ့စနေကြိုကမှာငါရုပ်ပိုင်တော့လှုပ်ဝက်နေတဲ့ပညာရေးတွေပါကံပါပါလိမ့်ထူးခြားစံကျင်မှုတွေကြိုးပေးပါတယ်တင်လေးလိုက်ဘဝမှာခနာလေးနဲ့တက်မြောက်နိုင်မယ်သူပါ ငွေကြေးပိုင်းကံကောင်းတဲ့ကံထောက်ကိုရှိတာပြတယ်ဒီငါးရုပ်ကြောင့်ကိုလုံးဆောင်မှုကစကားပြောပါတယ်စူးစမ်းလုံးဆောင်မှုပုံမူ DB အဆင်ပြေပါမယ်လောကီဘက်ပို့လို့မယ်ဆိုရင် ပို့ပြီးကျိုးပေးကောင်းပါလိမ့်မယ်အဆောင်ရှောက်ကောင်းတဲ့စသဖြင့်အကျိုးကျေးဇူးကောင်းတဲ့အများကြီးရရှိတဲ့ငါးရုပ်လက္ခဏာပဲဖြစ်ပါတယ်။ငါးရုပ်လက္ခဏာရှင်ရမိတ်ဆွေရဲ့လက်ဝါးပြမှာဘယ်နေရာမှာပဲပါပါ ကောင်းကျိုးချမ်းသာကိုပေးတယ်လို့ပြောလို့ရပါတယ်။ငါးရုပ်နဲ့မာနနဲ့ကကြာဘူးပုံသဏ္ဍာန်အမှတ်သားစိတ်မှုပုံသဏ္ဍာန်အမှတ်သားတွေပဲဖြစ်ပါတယ်။ လက္ခဏာနှစ်ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြခြင်းပါနေပထမအဦးဆုံးပြောပြခြင်းတာကချမ်းသာမယ်မှတ်သားတွေကိုပြောပြခြင်းတာဗျာဒီချမ်းသာမယ်မှတ်သားတွေကိုပြောပြတဲ့အခါပထမအဦးဆုံးကျုံးသင်္ကေတအကြောင်းပြောခြင်းတယ်ကျုံးဆိုတာမိဆွေရဲ့လက်ဝါးပြင်မှာဘယ်နေရာမှာပပမကောင်းတဲ့သင်္ကေတလို့အချင်းပေါင်းများစွာပြောခဲ့ပါတယ် ဒါပေမဲ့လက်ချောင်းတွေပေါ်မှာတော့ကျွန်းတန်ရှင်အဲ့ဒီလိုမျိုးပြောလို့မရဘူးဗျပြောရမယ်ဆိုရင်တချို့ကဒီလက်ချောင်းတွေမှာပါတော့ဘူးကျွန်းလို့ဆိုတော့တချို့ကတော့လက္ခဏာစရာတော်များတော့စပန်စီလို့လည်းဆိုရဲဗျလက်မလည်းမာတဲ့ဒီကျွန်းသမုတ်စပန်စီတန်ရှိတယ်ဆိုရင်တော့ကြော်စောင်းမယ်ချမ်းသာတယ် စီးစင်ဥစ္စာမပြောင်းပြန်နိုင်ဘူး။နောက်ပြီးတော့အဲ့ဒီလိုမျိုးပါတဲ့သူတွေဟာစားနေရိတ်ခါပေါ်ကျပါတယ်။ဘယ်နေရာမှာပဲရောရောကိုယ်ထမင်းကျွေးနေသူတွေများပါတယ်။တကယ်လို့အဲ့ဒီကျွန်းပါတဲ့ပုံစံကပြက်နေတယ်ဆိုရင်ငွေကြီးဝင်တယ်ဝင်တယ်လို့ပဲထွက်တာလည်းရှိနေတယ်။အဲကြောင့်ဒီကျွန်းပုံစံအမှတ်သားကတိတ်တာထင်ရှားလေကောင်းလေလို့ပြောတာပါ။နောက်တစ်ချက် မိတ်ဆွေရဲ့စနစ်လက်ချောင်းလို့ပြောတဲ့လက်ခလဲအဲဒီလက်ခလဲလက်ချောင်းရဲ့အရင်လက်ခလဲလက်ချောင်းရဲ့အစစ်ပေါ့ဗျာအဲဒီမှာခုပြောတဲ့ကျွန်းသမုစပစီတင်ဂီတာတေဂျာတိရှားပါရင်ချမ်းသာနိုင်ပါလေအဲ့ဒီလိုတော့ပါခဲကြပါတယ်လက်ညှိုးရင်ကျွန်းတော်ပရိလက်ချောင်းပါလေအဲ့ဒီလိုကျွန်းပုံသဏ္ဍာန်တေချာရှင်ချမ်းသာနိုင်ပါလေစပစီလို့လည်းပြောလို့ရပါလေနောက်တစ်ချက်က မိတ်ဆွေလွားပြင်မှာ TU TU ဆိုတာတော့အားလုံးသိတာပါကံလမ်းမကြီးပေါ့ဗျာအဲ့ဒီကံလမ်းမကြီးကမိတ်ဆွေရဲ့ဒီကျွန်တော်တို့တနင်္လာဂျိုကုံနဲ့တောက်ကြဂျိုကုံကြာလက်ခွာအောက်ခြေကနေပြီးတော့ဓာတ်ရိုက်အပြတ်အတောင်မရှိတက်လာပြီး TU လက်ခလက်လက်ချောင်း TU တက်သွားရင်ကြွယ်ဝချမ်းသာနေပါလေဓာတ်ရိုက်ကြီးကိုထိုးတက်နေတဲ့ TU လမ်းကြီးပေါ့ဗျာရှားပါတယ် ထီယိုလန်တော်များကဒီအဖြတ်တွေအပြတ်တွေပါတာများပါတယ်တချို့ထီယိုလန်တွေကြတော့ကျွန်တော်တို့ဒီနှလုံးလမ်းကြောင်းကစတာလည်းရှိတယ်တချို့ထီယိုလန်တွေကဒီညာလမ်းကလည်းစတာလည်းရှိပါတယ်အခုနောက်ပြောတဲ့လိုမျိုးအတလအောက်ခြေကနေပြီးတော့တိုက်ရိုက်ကြီးထောင်းတဲ့လမ်းမျိုးကတော့ပါခဲ့ပါတယ်အဲ့ဒီလိုမျိုးပါရင်လည်းဒါဟာချမ်းသာတဲ့သင်္ကေတလို့ပြောကြပါလိမ့် လက်မပေါ်မှာလက်ကလေးဒီကုနာလက်မအစ်လက်ကလေးအစ်တွေမှာကျုံးတဲ့ရှင်တခြားလူတွေရဲ့ပစ္စည်းဥစ္စာကိုလည်းရတတ်တယ်။နောက်တော့မိတ်ဆွေရဲ့လက်မပေါ်မှာကြောက်ပွေပုံတဲ့အမှတ်သားစဝိုင်းပုံတဲ့အမှတ်သားကျုံးတို့စပစီပုံတဲ့အမှတ်သားရှိတယ်ဆိုရင်ဘိုးဘွားပိုင်ပစ္စည်းဥစ္စာတွေရရှိတတ်တယ်။အမွေရရှိတတ်တယ်လို့ဆိုရပါမယ်။နောက်ပြီးတော့နောက်တစ်ချက်ကမိတ်ဆွေရဲ့လက်တွေ့အောင် တနင်းကနေကြောကမှာဖြောင်းတန်းတဲ့လမ်းကြောင်းတစ်ခုရှိရင်မိတ်ဆွေဟာအရန်ချမ်းသာပဲလို့ဆိုပါတယ်ဒီဖြောင်းတန်းတဲ့လမ်းကြောင်းတစ်ခုဟာပြိုင်နေရမှာဖြစ်ပါတယ်အများစုပါတာကလမ်းကြောင်းတစ်ခုတည်းပါတာများပါတယ်အစုပါစီးရဲတဲ့သူမှာပဲဖြစ်ဖြစ်ချမ်းသာတဲ့သူမှာပဲဖြစ်ဖြစ်လူလက်တက်စားမှာပဲဖြစ်ဖြစ်အများစုပါတာကလမ်းကြောင်းတစ်ခုတည်းဗျအဲ့လမ်းကြောင်းတစ်ခုတည်းမှာမှာပေးမှာ ကြာဘူးပုံနဲ့အမှတ်သားတွေပါတယ်အွန်လိုင်းပုံစံအမှတ်သားတွေကတွဲလျက်ပါတာတွေများပါတယ်နောက်ပြီးတော့အဲ့ဒီတခုသေးသောလမ်းကြောင်းကိုပဲထောက်ကူပြီးလမ်းကြောင်းတွေရှိတာများပါတယ်လမ်းကြောင်းတစ်ကြောင်းပြန်လေးရှိတာကတော့ရှားပါတယ်တကယ်လို့အဲ့ဒီလမ်းကြောင်းတစ်ခုပြန်နေမယ်ဆိုရင်မိတ်ဆွေဟာမရင်မတွက်နိုင်အောင်ချမ်းသာတတ်ပါတယ်နောက်ထပ်ချမ်းသာတဲ့အမှတ်သားကတော့လက်တန်းအောက်ပေါ်တူဂျိုကုံပေါ့ဗျာပေါ်တူဂျိုကုံကောင်းရင်အယောင်းဝယ်လောက်ကန်နဲ့ချမ်းသာတတ်ပါတယ်ပေါ်တူဂျိုကုံဆိုတာကဒီ ကုန်သေးလုပ်ငန်းတွေစကားပြောဆိုတဲ့လုပ်ငန်းတွေလိမ္မာပါနေတာတွေဖော်ပြပါတယ်လက်တန်းလက်ချောင်းကပုတ်ကူးလက်ချောင်းပါဒီပုတ်ကူးလက်ချောင်းရှည်လေမိတ်ဆွေအနေနဲ့ပို့ပြီးလိမ္မာပါနေလေလို့ဆိုအောင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကမိတ်ဆွေရဲ့လက်ကောက်ဝယ်မှာဘယ်နှရစ်ပါလဲလက်ကောက်ဝယ်မှာအရစ်၃ရစ်ပါလားအဲ့လိုအရစ်၃ရစ်ထင်းရှားပါရင်နောက်ပြီးတော့ပထမအရစ်မှာကြက်ချစ်တကူရှိရင်မိတ်ဆွေကသူတို့ဘာရဲ့စီစဉ်အောက်စားအောင်ရရှိတတ်တယ်နောက်ပြီးတော့ အမွေနှစ်ကံပါတယ်လို့ပြောလို့ရပါတယ်လက်ကဝတ်မှာတော်တော်များကနှစ်ရက်ပဲပါတာများတယ်ဗျ၃ရက်ပါတာရှားပါတယ်၃ရက်ပါတဲ့လက်ကဝတ်တွေမှာမိတ်ဆွေမှာပါရင်တော့တေချာပေါ့သူတို့ဘာရဲ့ပစ္စည်းဥစ္စာအမွေပစ္စည်းကိုရရှိတတ်တယ်လို့ဟောကင်းထုတ်လို့ရပါတယ်နောက်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျမိတ်ဆွေရဲ့နှလုံးလမ်းကြောင်းဖွာနေလားနှလုံးလမ်းကြောင်းက ဒီအစာပြုတ်တဲ့နေရာမှာအနာစာလေးတွေဖွာနေတယ်ပေါ့ဗျာအနာစာလေးတွေဖွာနေပြီးခင်းကွက်ငယ်လေးတွေဖြစ်ပေါ်နေရင်မိတ်ဆွေကစိုးရင်ကြောင်းချောင်မှုရှိတယ်ဗျာဘလို့စိုးရင်ကြောင်းချောင်မှုရှိလဲဆိုတော့ငါအိမ်တော်ပြုတ်ရင်စီးပွားရေးလူမှုရေးကိစ္စအဆင်ပြေပါမလားယောက်ျားလေးဆိုရင်လည်း main clip နဲ့အဆင်ပြေပါမလား main clip ဆိုရင်ယောက်ျားလေးဘက်နဲ့အဆင်ပြေပါမလားအဲ့ဒီလို Twitter ပုံပန်လေးရှိပါလိမ့်ဒါကြောင့်အဲ့ဒီလိုနှလုံးလမ်းကြောင်းမှာခင်းကွက်ငယ်လေးတွေတက်ချစ်လေးတွေ အဆုံးသတ်မှာပါတဲ့သူတွေဟာဒီအဆက်မှာပါတဲ့သူတွေဟာအိမ်တော်ပြုနောက်ကျတတ်ပါတယ်အသက်30ကျော်50နီးပါးအပြူကြီးလူပြူကြီးလက်တင်မှာမကြာခဏတွေ့ရတဲ့အမှန်သားပါဒါပေမဲ့ဒီနှလုံးလမ်းကြောင်းကဘမအဆုံးသတ်လဲဒါကလည်းအများကြီးဆိုင်ပါတယ်နှလုံးလမ်းကြောင်းအဆုံးသတ်ကဘယ်နေရာမှာလဲဆိုတာနဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့အခြေရေးအိမ်တော်ရေကံကောင်းတယ်မကောင်းဘူးဆိုတာတော့ပြောလို့ရပါတယ် နောက်လက္ခဏာတခုပြောခြင်းနဲ့ဗျမိတ်ဆွေရဲ့အသက်လမ်းကနေပြီးတော့အခုလိုမျိုးထောင်တက်နေတဲ့ကံလန်းတူလေးပါလားဒီလိုမျိုးပါရင်တော့အရန်ကောင်းတယ်လို့ပြောလို့ရပါတယ်ဒါဟာရည်ရွယ်ချက်ရည်မှန်းချက်ကြီးမားတဲ့သူတွေကိုကိုကိုထိန်ချုပ်နိုင်စွာရှိတဲ့သူတွေ well power အဓိကပြီးစိတ်တကူအလွန်ကြီးမားတဲ့သူတွေမှာပါတတ်ပါတယ်အဲ့ဒီလိုမျိုးပါတဲ့လူတွေဟာအရာရာကိုဘယ်တော့မှလွယ်လွယ်ကူကူနဲ့အရှုံးမပေးတတ်ပါဘူး ီလိုပဲအရှုံးပစ်တဲ့ကြောင့်သူတို့ဟာတက်လက်ပိုင်းကစားပြီးအောင်မြင်မှုကံတဲ့ကြောင့်ကန်တရားရဲ့ကုညီဆောင်မမှုကိုရရှိပြီးပြန်လဲပြီးတော့ထောင်တက်လာတဲ့သူတွေဖြစ်ပါလေ။ဒါကြောင့်အတလန်းကနေခုလိုမျိုးထောင်တက်လာတဲ့လမ်းကြောင်းရှင်ကောင်းပါလေ။နောက်ပြီးမိတ်ဆွေရဲ့ကြာသာပတိကြောင့်လက်ညှိုးကြာသာပတိကြောင့်ကောင်းနေရင်လေပညာရေးမှာထူးထွန်းတတ်တဲ့ဗျ။ကြာသာပတိကြောင့်အားကောင်းတဲ့သူတွေဟာဂတိသစ္စာတည်ကြည်တတ်တဲ့ ဒီလိုလူမျိုးတွေနဲ့အလုပ်တွဲလို့ဘယ်တော့မှမမအောင်မိဘဆရာသမားဂျေဇူးသူတစ်ပါးဂျေဇူးကိုယ်ပေါ်ဂျေဇူးပြုဖို့တဲ့ဂျေဇူးရှင်ဂျေဇူးကိုအမြဲတမ်းသိတတ်တယ်ဒီလိုလူမျိုးဟာအမြဲတမ်းကိုယ့်ကိုယ်ကိုနှိမ်ချတတ်တယ်တခါတလေစိတ်လွတ်လွာလို့မောက်မာတာလူတိုင်းလူတို့ဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီလိုလူမျိုးကတော့ရှက်ရှက်ပပပါသူ့စိတ်ကိုယ်သူအကောင်းဆုံးထိန်းချုပ်နိုင်တယ်လို့ပြောလို့ရပါတယ်နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ပြ ဒီတစ်ခေါက်ပြောချင်တာလက်မအရစ်ပိုပါသူအကြောင်းပြောချင်တယ်ဗျတချို့လူတွေကလက်မအရစ်ပိုတွေကဗျနှစ်ရစ်တည်းမကောက်သုံးရစ်လေးလောက်ထိပါတတ်ပါတယ်အဲ့ဒီလိုလက်မအရစ်ပိုပိုင်းဘာကောင်းလဲဆိုတော့ကိုယ်ပိုင်တွေးမြင်အကောင်သူဖြစ်ပါတယ်ဒီလိုလူမျိုးဟာလူကြီးလူကောင်းပိသားသူဖြစ်ပါတယ်သူတစ်ပါးပေါ်ဆရာလုံးနိုင်တဲ့ပါရမီရှိပါတယ်ဩဇာအနာလွှမ်းမိုးမှုအာကုံတို့တွေလည်းဖြစ်တတ်ပါလေ။နောက်ပြီးတော့မိမိရဲ့အတွေးခေါ်မျှော်မြင်လဲအရင်ကြည်ပါလေ။ ဆုံးဖြတ်ချက်ချအောင်မှာဒီလိုလူမျိုးကအမားနေပါလေအတွေးခွန်ဉာဏ်ပညာကြီးမားသူလို့ပြပါလေဥဆောင်နေတဲ့ကံပါလေဥစည်းလုတ်တတဲ့လောင်းငယ်သားချွေရန်ပေါ်ပါလေစကားပြောကောင်းတယ်အပြောကျွယ်တယ်စိတ်စေတနာကောင်းတယ်စိတ်ထားမှုမြတ်ပါလေအဲ့လိုလူအများစုမှာဒီလိုမျိုးလက်မအရစ်ကတုံးလေးရင်မကပါတတ်ပါလေဒီလိုလူမျိုးဟာဘဝမှာတည်တည်တတ်တတ်နေတတ်တယ်အလုံးလုံးရင်လဲဇွန်းနေပဲကြည်ကြည်လုတ်တတ်ပါလေဒါကြောင့်ဒီလိုလူမျိုးဆိုရင်လည်းအလုံးရှင်တွေက တတော်ကိုအားကိုးယုံကြည်ပါလေတကယ်လို့ဒီလိုလူမျိုးကလှုပ်ရှင်ဆိုရင်လည်းအလုပ်ကိုတေချာ PC လုပ်တတ်တဲ့သူတွေဖြစ်ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေပြောပြတာပါနောက်ဆင်ပြတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ